ိုင်ငံရေးပြိုကွဲစေရေးအကြံစီတွေနဲ့ဒေသရင်းမြန်မာကိုတက်ကြွထားပြီးသူတို့ထိန်းချုပ်လိုတဲ့နိုင်ငံတွေကိုထိန်းချုပ်လိုသောအကြံစီတွေအားအကောင့်တွေပေါ်နေတာကိုနိုင်ငံသားတွေအားလုံးသတိထားဖို့လိုတယ်လို့နာဆာကဥက္ကဋ္ဌဘုံချုပ်မကြီးမင်းအောင်လိုင်ကပြောပါတယ်။2025ခုနှစ်မေလ21ရက်ကကျင်းပတဲ့အခြေခံနဲ့တမ်းမြင့်ရေချောင်းလေချောင်းလူငယ်တင်နှန်းစင်းတင်နှန်းသူတင်နှန်းသားတွေနဲ့တွေ့ဆုံစဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကမတည်ငြိမ်အောင်လှုပ်ဆောင်ခဲ့တဲ့အင်အားစုတွေနဲ့သူတို့ရဲ့အဆက်အနွယ် တွေကအဆိုပါကိစ္စကိုနှစ်ကြောင်းပိတ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းအချိန်မရွေးဝင်ရောက်စုဖက်ဖို့ကောင်းစေရန်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းနာဆကဥက္ကရာကပြောပါတယ်သူကအဖြတ်သမားတွေအနေနဲ့ဖွဲ့စည်းပုံခြေကဥတွေကထိမ့်သိမ်းထားတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟန်ချက်ညီမှုလူမှုစည်းဝါးရေးဘဝဟန်ချက်ညီမှုကိုတည်ရှိကြကြောင်းအဆိုပါဟန်ချက်ညီမှုတွေကိုဖျက်ဆီးနိုင်မှသာသူတို့ရဲ့ရုံမာတဲ့နိုင်ငံတော်ပြုကွဲရေးအကြံစီတွေနဲ့ဒေသတွင်မြန်မာကိုတက်ကြွထားပြီးသူတို့ထိမ့်ချုပ်လို့တဲ့နိုင်ငံတွေကိုထိမ့်ချုပ်လို့တဲ့ကြံစီတွေအားအကောင့်ထဲပေါ်နိုင်မ မာကိုသိရှိကြကြောင်းရင်းကို သူတို့စင်စက်မပြတ်ဆောင်ရွက်နေကြတာကိုမိမိတို့နိုင်ငံသားတွေအားလုံးကသိရှိသတိရှိကြရမယ်လို့ပြောပါတယ်။နာဆာကဟာဘယ်နိုင်ငံကဘယ်နိုင်ငံကိုထိန်းချုပ်ဖို့အတွက်ကြံစည်နေတာကိုတော့တိတိကျကျပြောကြားခဲ့ခြင်းမရှိပါဘူး။တရုတ်နဲ့အမေရိကန်ဟာမြန်မာနိုင်ငံမှာသူတို့လွှမ်းမိုးနိုင်တဲ့အဖွဲ့အစည်းတွေကိုအသုံးချပြီးအပြန်အလှန်ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြတာကိုစီးရဲနဲ့နိုင်ငံရေးအကက်ခတ်တွေက ထောက်ပြကြပါဗျ။မြန်မာနိုင်ငံကိုခေါင်းဆောင်ကောင်းကောင်းနဲ့မူဝါဒကောင်းကောင်းကျင့်သုံးပြီးတိစောက်မယ် ်ဆိုရင်တိုးတက်တဲ့နိုင်ငံဖြစ်လာနိုင်တယ်လို့တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထေအောင်က CNN သတင်းဌာနကိုပြောပါရယ် နောက်လာကျတော့ပြောရင်အမေရိကန်နဲ့ဟိုကဆက်ဆံရေးမှာဆက်ဆံရေးကြီးလေးကြတယ်ဆိုတော့ဒီပြန်ကောက်တဲ့ခါကျတော့ရန်သူမဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့နော်သူကအဲ့ဒါကိုထုတ်ဖော်ခြင်းတဲ့သဘောလေးတွေပေါ့နောက်မှတော့လည်းဒီဥကအခု96မှာမော်စီတုံးတော့အာနာတင်းလိုက်တဲ့ခါမှာကဘာကအပြိမမပြူသေးတဲ့အချိန်မှာမြန်မာပထောင်စုသူတို့ပြေးတာပါဗျမြန်မာအဲ့ဒီကဥလူတို့ရပါဗျအခုဗန်နောင်း၅ချက်ထွက်လာတဲ့ ်ဥစ္စာလဲရတာအဲ့ချင်းတို့ကဘာနောက်ညီလာခံကိုပြုတ်ကုန်မဖိတ်ဘူးအခုမြန်မာနိုင်ငံလိုပေါ့ကအာနာတင်းရတယ်ဆိုတော့နိုင်ငံတကာကနေပြီးမှမင်းပြည်တဲ့အချိန်မှာမြန်မာပြည်ကဥနုကနေပြီးမှပြုတ်ကုန်မဖိတ်ဘူးဆိုရင်ငါလည်းမပြတ်ဘူးဆိုတော့ပြောတဲ့ခါကျအဲ့ဒီကဥနုကနိုင်ငံရေးဩဇာကဘာမှာ သူကတော်တော်ရှိတယ်လေပြီးတဲ့ခါကျတော့အဲ့ဒါတီယုတ်ကမဖြစ်မနေဖိရတဲ့စိစားလေးဖြစ်လာတာပေါ့နော်အဲဒါကြောင့်မို့တီယုတ်ကလည်းအဲ့မျိုးလေးတွေကျေးဇူးတွေတည်ပြီးမှမြန်မာပြည်ကိုဒီပြဿနာဖြစ်အောင်မလုပ်ဘဲနဲ့မြန်မာပြည်ကိုတိုးတက်အောင်ဘယ်လိုသွားမလဲဆိုတာလေးကိုစဉ်းစားနေကြတယ်ဗျာဒါအခုမြန်အောင်လည်းဥမြန်အောင်လည်းပြောလဲတဲ့ဆိုတာသူကအားလုံးကိုနိုင်ငံတကာနဲ့ချစ်ချစ်ခင်ညီလွားခြင်းနဲ့ဆိုတဲ့သဘောမျိုးကသူကခင်ကျင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗျာ 2020ပြည့်နှစ်ရွေးကောက်ပွဲတုန်းကလိုတမိုင်းမှာရုပ်စိုးအကြီးအကျယ်နဲ့အဖြစ်မျိုးတွေရွေးကောက်ပွဲမတိုင်မီကာလအတွင်းဒီမိုကရေစီအမြေခံဥပဒေလှုပ်ဆောင်မှုတွေအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုတွေတိုင်းပြည်စည်းလုံးညီညွတ်မှုဟန်ချက်ညီရပ်တန့်မှုတွေပြိုကွဲမဲ့အဖြစ်တွေထပ်မံမဖြစ်ပေါ်စေရေးလှုပ်ဆောင်ကြဖို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါရယ်မြန်မာနိုင်ငံဟာအမေရိကန်နဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်ကတရုတ်ဟာအိန္ဒိယနိုင်ငံဖြစ်သလိုမဟာဗျူဟာမြောက်မိတ်ဖက်ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်ကြောင်းဒီနှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင် ိတွေ့ဆက်ဆံသွားဖို့ရှိကြောင်း NASA ကဥက္ကဋ္ဌကပြောပါရယ်လက်ရှိမြန်မာနိုင်ငံမှာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားတရုတ်အမေရိကန်အိန္ဒိယတို့ကစီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍတွေမှာအပြိုင်ဆိုင်ကြိုးပမ်းနေကြပါတယ်